မင်္ဂလာပါခင်လေးတို့ရေဒီနေ့တတိပြပြမယ့်ပုံမြင်ကလေးကတော့အပင်ကလေးတဲ့ကျမကတော့တိလာတဲ့ပင်ကလေးပေါ့အမြဲတမ်းပန်းနေပွင့်ပြီးအားလုံးကကျမကိုလာတယ်လို့ပြောကြတယ်ကျမနေရတာပင်းပောင်တာမှာဆိုတော့အလင်းရောင်ကလည်းအမြဲတမ်းရတယ်လေအိမ်မှာရှိတဲ့တတိကလည်းအမြဲတမ်းကျမကိုရေလောင်းပေးတယ်ဂယုစိုက်တယ်ဒါကြောင့်အားရတက်ပြီးပန်းနေအများကြီးပွင့်နိုင်တယ် ဒီလိုနေပဲဘာလို့လဲမသိတော့ဘူးတတိကိုလည်းမတွေ့တော့ဘူးရေလာမလောင်းတာလဲကြာပြီရေစာလိုက်တာရေမရှိတော့ကျွန်မပန်းလေးတွေမပွင့်နိုင်တော့ဘူးမလာတော့ဘူးဘသူနဲ့မှလည်းစကားမပြောချင်ကျွန်မမလာတော့ဘသူနဲ့မှလည်းမတွေ့ချင်တော့ဘူးဒီလိုနဲ့တပြေးပြေးအားရလည်းမရှိတော့ဘူးကျွန်မကတော့အပင်ချောက်ကလေးပဲဖြစ်သွားတော့မယ်ထင်ပါတယ်မူရီရွာလာလေမိုးစက်ကလေးတွေကိုစိတ်ပြည့်ပြည့်နဲ့ဒီတိုင်းပဲငေးကြည့်နေလိုက်တယ် တနေ့တနေ့စိတ်ပြက်လက်ပြဲနဲ့အားလျှော့ပြီးပရင်ပေါက်အပြင်ကိုလှမ်းကြည့်နေရင်တရက်မှာ အပြင်မှာငှက်ကလေးလေးပြန်နေတာကိုတွေ့တယ်။ကျမစဉ်းစားမိတယ်။အင်းငှက်လေးတွေကိုဘယ်သူမှအစာလာမချွေးလဲ။သူတို့ကသူတို့ရှာစားနေကြတာပဲလေ။ငါကဘာလို့ကိုရှင်သမုတ်ကွာကိုမလုံနိုင်ရမှာလဲလို့စဉ်းစားမိသွားတယ်။ မိုးတွေလည်းရွာလာရောမိုးဆက်လေးတွေတတောက်တောက်ကျနေတာကိုကြည့်ပြီး ကျမအကိုင်းလေးကို ရှိသမျှအားနဲ့ဆွဲဆက်ပြီးမိုးရေတွေကျနေတဲ့ဆီကိုဆန်းထုတ်လိုက်တယ်။မိုးရေလေးတွေက အကိုင်းကနေစီးပြီးအိုးတွေကနေမြေကြီးပေါ်ရောက်သွားတယ်။ဒီလိုနဲ့စူးစမ်းနေလိုက်တော့သိပ်မကြပါဘူး။ရေရသွားတဲ့အမြစ်ကလေးကနေကျမရေတော့ရပြီလေ။ကျမအားရှိလာပြီ။အရင်ကလိုပဲပန်းနေပြန်ပြီးပွင့်လာနိုင်ပြီ။ ပြောလိုက်တာ ကျမကိုပြုစုစောင့်ရှောက်ခဲ့တဲ့တတီတို့ကိုလည်းကြီးစုတင်တယ်ကိုအားကိုကိုရမယ်ဆိုတာကျမကိုပြတ်တာပေးခဲ့တဲ့နှက်ကလေးတွေကိုလည်းကြီးစုတင်တယ်အဲ့လိုပဲစိတ်ညစ်မနေစိတ်တမကြနေပဲနဲ့ကိုရှင်သားအောင် ကိုပျော်ရွှင်အောင်ကိုကိုကိုလုပ်ပေးခဲ့တဲ့အတွက်ကိုကိုကိုလည်းကျမကြီးစုအများကြီးတင်တယ်ကဲကလေးတို့ရေအပင်လေးဆိုပြီးပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะအခုတတီကကလေးတို့ကို မိကလေးမိမယ်ပထမဆုံးမိကုံအပင်ကလေးဘာလို့ပန်းနေမပွင့်နိုင်တော့တာလဲဖြေကြည့်အောင်နော်ကဲဟုတ်ပါပြီအခုကတော့ဒုတိယမိကုံလေးပါအပင်လေးအပြင်ကိုကြည့်လိုက်တဲ့အချိန်မှာဘသူ့ကိုတွေ့လဲ တော်လိုက်တာအခုကတော့နောက်ဆုံးမေးခွန်းလေးပါမိုးရေမရှိရင်အတင်လေးဘာဖြစ်မလဲကလီလီရီဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်နေ့ပြန်တွေ့ပါမယ်တတ်တာ